အန်စလော်ဒီနေကဘယ်သူဝင်နိုင်မလဲအခုဆိုမက်ဒရစ်ကချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီဖြစ်သလိုလာလီဂါမှာလည်းဘာစီလိုနာကိုကြော်တက်နိုင်မှုကမသေးကြပါဘူးညှော်လင့်စရာဆိုလိုတခုတည်းသောဂျန်နဲ့ဆူဗလာဖြစ်တဲ့ရှုံးထွက်ဖလားကလည်းဖိုင်နယ်မှာဘာစီလိုနာနဲ့တွေ့နေတာဖြစ်လို့ခက်ခဲအောင်ပါပါဘာလို့လဲဆိုတော့ဒီရာသီမက်ဒရစ်ကဘာစီလိုနာကိုဂိုးပြတ်တွေကြီးရှုံးထားတာဖြစ်လို့ဒီဖလားကလည်းမသေးကြပါဘူးတကယ်လို့ရလေမက်ဒရစ်လိုအသင်းမျိုးအတွက်ကဒီဖလားကမလောက်စရာမရှိပါဘူး ဖလားလည်းမဲ့ယာဒီမဖြစ်ဖို့ဂုံတိတ်ခါတစ်ခုအနေနဲ့ပဲရှိမှာပါဒီမှာပဲနီးပြအန်စတော်ဒီကိုမက်ဒရစ်ဘက်ကယာဒီကိုရင်လမ်းခွဲမယ်ဆိုတဲ့အသံတွေထွက်လာခဲ့ပါပြီတကယ်လည်းဖြစ်နိုင်ပါတယ်သူ့နေရာကိုဘယ်သူတွေဆက်ခံရမလဲမင်္ဂလာပါခင်ဗျာဆော့ကဟစ်စထရီကနေကြိုဆိုပါတယ်ဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါအန်စလော်ဒီနေရာကိုယာဒီကုံရင်မက်ထရစ်တို့အစားထိုးဖို့ကတေချာသလောက်ရှိနေပါတယ်ဘာလို့လဲဆိုတော့အရှိမလဲမက်ထရစ်ကတရားသည့်အောင်မြင်မှုမရတာနဲ့အသင်းကနေနီးပြကိုထုတ်ပြခဲ့လို့ပါနောက်ပိုင်း နောက်ပြီးဒီရာသီအစပိုင်းအမ်ဘာပေခြေစွန်းမပြနိုင်တဲ့အချိန်အတင်းရလက်ဆိုတာဘာပေကြောင့်ဆိုတဲ့အန်စလော်တီရဲ့ပြောစကားကို period ကဘာပေကိုမတုံးနိုင်ရင်ထွက်ဆိုပြီးကစားသမားကိုပြပြတသားရွေးခဲ့ပူတာကြောင့်အခုဘာပေလဲခြေစွန်းပြနေတာဆိုတော့အန်စလော်တီပေးစရာစင်ချင်းမရှိတော့ပါပဲတကယ်လို့အထုပ်ပဲခံခဲ့ရရင်အစားတို့ခန့်အပ်ခံရမယ်နီးပြစီရင်လဲထွက်ပေါ်လာခဲ့ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်တခုတော့ပြောချင်ပါတယ်ဒီ TikTok အကောက်ကကျွန်တော်တို့ဟာမဟုတ်ပါဘူးဗီဒီယိုတွေကိုယူတင်နေလို့တွားပြောထားပါတယ်တွားပြောလဲစက်တင်နေပါတယ် ကျွန်တော်တို့ကိုအားပေးခြင်းရင် YouTube နဲ့ Facebook မှာအားပေးလို့ရပါတယ် TikTok လည်းဖွင့်ထားပေမဲ့တိတ်မသုံးပြသေးပါဘူးဖွင့်နေဆိုရင်ဖွင့်ထားတာပါဒီမှာကျွန်တော်တို့ရဲ့ Facebook page ရဲ့အောက်မှာဒီနေရာမှာကျွန်တော်တို့ TikTok ရဲ့ official link ချပေးထားပါတယ်နောက်ကိုတင်နိုင်အောင်လည်းကြိုးစားပေးပါမယ်ဒီ TikTok ကတော့ပြောတာကို Soccer History ကလာပြောတယ်ဆိုတာကိုမယုံသလိုနဲ့စက်တင်နေပါဗျ။ဒါကြောင့်အခုလိုအတိပေးလိုက်တာပါ။စက်တင်နေ view တိုင်းမှာဒီအကြောင်းထည့်ပြောသွားမှာပါ။1စာပေလွန်ဆို။ လွန်ဆိုကမနစ်ကဗိုင်ယန်မြူးနစ်ကိုကျော်ပြီးလီဗာကူဆန်ကိုချန်ပီယံဖြစ်အောင်လုပ်ပေးထားတဲ့နီးပြပါပူပူနွေးနွေးချန်ပီယံနီးပြကိုအသင်းဟောင်းဒီပါဘူးကကမ်းလှမ်းခဲ့တာကိုအလွန်ဆိုညင်းခဲ့ပြီးမဲ့မက်ဒရစ်ကကမ်းလှမ်းလာရင်တော့လက်ခံသွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့အလွန်ဆိုကမက်ဒရစ်ကစားသမားဟောင်းလည်းဖြစ်ပြီးမက်ဒရစ်လိုအသင်းကိုကင်တွေရဖို့ဆိုတဲ့အခွင့်အရေးကနီးပြတိုင်းရတဲ့အခွင့်အရေးမဟုတ်တာကြောင့်မှမက်ဒရစ်ကစူပလာရီစိန်ခေါ်နိုင်တဲ့လူစင်အစုအဖွဲ့ရှိပြီးသားမို့နီးပြတွေအတွက်မက်လောက်စရာဖြစ်နေမှာပါ။ နောက်ပြီးအလွန်ဆိုကလီဗာပူးထက်မက်ဒရစ်မှာပိုအောင်မြင်ခဲ့တဲ့ကစားသမားဖြစ်လို့မက်ဒရစ်ကိုနီးပြဖို့ပိုပြီးဆေးရထက်သန်နိုင်ပါတယ်။နောက်တစ်ချက်ကတော့လီဗာပူးကိုညင်းခဲ့တော့ကပူအနေနဲ့ချန်ပီယံဖြစ်တာတဲ့အသင်းကိုဆက်ပြီးကင်ညင်သေးတဲ့ဆန္ဒကြောင့်ညင်လိုက်တာလို့ထင်ပါတယ်။အခုကတော့အဲ့ဒီအသင်းကိုတရားသီလဲထပ်ကင်ပြီးပြီဆိုတော့အလွန်ဆိုချင်တဲ့လောက်ပါပြီ။နောက်ပြီး ကလော့ကလီဗာပူးရဲ့ဝေးကွာနေတဲ့အောင်မြင်မှုတွေကိုပြန်ရအောင်ယူပေးခဲ့တော့ဒီလိုနီးပြနေရအစားတို့ဝင်ရဖို့ဆိုတာဖိအားများမှာပါနောက်ပြီးကလော့လိုနီးပြတော့ဘာပြဿနာရှိလို့ချက်ချင်းထွက်ချတာလဲဆိုတဲ့အတွေးမျိုးလည်းအလွန်ဆိုတွေးနိုင်ပါတယ်မက်ထရစ်ကတော့မတူပါဘူးရတဲ့မကောင်းတဲ့နီးပြနေရအစားထိုးရမှာပဲနီးပြကထွက်ချင်တာမဟုတ်ပါဘူးဒီတော့မက်ထရစ်ဘက်ကသာကံလန်းငယ်ရင်အလွန်ဆိုညင်းမယ်လို့မထင်ပါဘူးနှစ်စနဒင်းဇီဒန်း သူ့ကိုလည်းမဖြစ်မနေထည့်ရပါမယ်မက်ဒရစ်ကအန်ဆလိုဒီကိုထုတ်လိုက်ဇီဒန်ကိုခန့်လိုက်ဇီဒန်ကိုထုတ်လိုက်အန်ဆလိုဒီကိုပြန်ခန့်လိုက်လုပ်နေတာပါဒီတစ်ခါလဲကလန်နာကျဆိုဇီဒန်ရဲ့မက်ဒရစ်ကိုပြန်ရောက်လာတာလည်းဖြစ်နိုင်ပါတယ်ဇီဒန်ကလည်းဒီကြားရဲဘယ်အသင်းကိုမှမကင်တာကမက်ဒရစ်ကိုပြန်လာဖို့စောင့်နေတာလည်းဖြစ်နိုင်ပါတယ်ဇီဒန်ကိုနှစ်ကြိမ်တော့ပြန်ခန့်ဘူးတဲ့မက်ဒရစ်ကတတိယကြိမ်ဆိုတာလည်းဖြစ်လာနိုင်ပါတယ်ဇီဒန်ကအခုလက်ရှိအစုအဖွဲ့ဖြစ်တဲ့ဘာဗီဗင်နီဗဲလင်ဟန်ရိုဒရီကိုဖေဗရီစတဲ့အစုအဖွဲ့ကိုကင်ချင်နေပါလိမ့်မယ် အဲ့ဒီအတွက်လေသူစိတ်လှုပ်ရှားနေမှာပါဒီထဲမှာသူအားပေးဆုံးနဲ့စိတ်ဝင်စားဆုံးဖြစ်တဲ့နိုင်ငံသူပြင်သစ်သားဘာဘီကိုသူကိုင်နေတာကြောင့်မက်ဒရစ်ကကန်လန့်ရင်ပြန်လာမဲ့နီးပြပါချန်ပီယံလိမှာဘာဘီမန်စီးတီးကိုဟက်ဒရစ်တွင်းတုံးကပွဲကြီးစဉ်ပေါ်ကနေဘာဘီကိုအားရနေတဲ့ဇီဒန်ရဲ့ပုံရိပ်တွေကဘာဘီကိုသူဘလောက်သဘောကျတယ်လဲဆိုတာပြောစရာတော့လိုမှမထင်ပါဘူးမက်ဒရစ်ဘက်ကကြည်ရင်လေသူတို့ကိုတမိုင်းမှာရှိဦးသေးတယ်၃နှစ်ဆက်ချန်ပီယံလိချန်ပီယံပွဲကိုယူပေးထားတဲ့နီးပြပါဒီတော့ဇီဒန်ကလည်းဖြစ်နိုင်ရည်မြင့်တဲ့နီးပြပါပဲ 3 Rajan Clock Rajan Clock ကလည်းဒီစီးရင်မှာပါလာခဲ့ပါတယ်တစ်ဖက်မှာဂျာမန်နီးပြနဲ့ရဲ့ဘာစီလိုနာကြောင့်မက်ဒရစ်ကလည်းဒီဂျာမန်သားနီးပြကိုခန့်အပ်ခြင်းခန့်အပ်သွားနိုင်ပါတယ် Rajan Clock Liverpool ကထွက်ထဲကနားယူနေတာဖြစ်လို့ Liverpool ပေါ်ခံစားချက်ရှိတာကြောင့် Premier League ဘက်ကဘယ်ကလပ်ကမှမကင်ဘူးလို့အခိုင်အမာဆိုထားတာပါဒီတော့သူသွားမှာကအင်္ဂလန်မဟုတ်တဲ့တခြား league တွေပဲ ဒီထဲမှာစိတ်ဝင်စားမှုအကောင်ဆုံးဖြစ်မှာကစပိန်ပါပဲဒီတော့ကလော့ကအခုချိန်မှာမက်ဒရစ်ကကမ်းလှမ်းလာရင်လက်ခံနိုင်မယ်ရှိပါတယ်မက်ဒရစ်ဘက်ကြည့်ရင်လည်းလီဗာပူးနဲ့ဝေးကွာနေကြပြီဖြစ်တဲ့အမတ်ပေးဖလားအောင်မြင်မှုရောဥရောပချန်ပီယံစုဖလားကိုရောယူပေးနိုင်ခဲ့ပြီပရီးမီးယားလိဂ်မှာလီဗာပူးကိုလူယိုသေးရှင်ယိုသေးပြန်ဖြစ်စေအောင်လုပ်ပေးနိုင်ခဲ့တဲ့နီးပြဖြစ်သလိုဂျမန်မှာလည်းဘိုင်ယန်မြူနစ်ကိုဂျော်ဘီဒော့တ်မွန်ကိုအမတ်ပေးဖလားရအောင်လုပ်ပေးနိုင်ခဲ့တဲ့နီးပြဖြစ်လို့အန်စတော်ဒီနီယာကိုအစားထိုးဖြစ်နိုင်ပါတယ်နောက်ပြီးကလော့လီဗာပူးကထွက်တော့ကပြောခဲ့တဲ့အင်တာဗျူးမှာအသင်းရဲ့ရာသီကြိုးအစည်းအဝေးပြီးတဲ့နောက်အသင်းကနေထွက်ခွာ ုဆုံးဖြတ်ခဲ့တယ်ဆိုတဲ့စကားအရလီဗာပူးအသင်းရဲ့နာဂတ်ပလန်လူခေါ်ဖို့စားတဲ့အရာတွေကိုသူမကြိုက်တာကြောင့်ဖြစ်ပါတယ်ဒီတော့မက်ဒရစ်လိုလူစင်းစုဖွဲ့အကောင်မီသားအသင်းအောင်မြင်မှုအတွက်ယာနုံးပြည့်ဖြည့်စည်းပေးမယ်အသင်းမျိုးကိုတော့ကလော့စိတ်ဝင်စားနိုင်ပါတယ် လေမော်ရင်ဟိုဖြစ်နိုင်ခြေနေပေမဲ့မဖြစ်နိုင်ဘူးလို့တော့မပြောနိုင်ပါဘူး။ဘာကြောင့်ဒီစီးရင်ထဲမှာပါလဲဆိုတော့နောက်ပိုင်း matrix ကနီးပြအစ်စ်တွေထက်အသင်းကိုကင်မှုတဲ့နီးပြကိုပဲပြန်ပြန်ခေါ်တာများပါတယ်။ဒီတော့ဇီးရန်ပြန်မလာရင်အသင်းနီးပြဟောင်းဖြစ်တဲ့မော်ရင်ဟိုကိုလည်းကမ်းလှမ်းသွားနိုင်ပါတယ်။ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့နောက်တစ်တစ်ချက်လက်ရှိမှာမော်ရင်ဟိုကအောက်တန်းအသင်းငယ်တွေကိုကင်တွယ်နေတယ်ဆိုပေမဲ့တစ်ချိန်ကအန်စလော်တီက Everton ကိုကင်တွယ်နေတဲ့အချိန်မှာကို matrix ကပြန်ခေါ်ခဲ့တာပါ။ဒီတော့လက်ရှိမှာ Morinho ဘယ်လိုအသင်းကိုပဲကင်နေပါစေ matrix ကပြန်ခေါ်ခြင်းရင်ပြန်ခေါ်သွားနိုင်ပါတယ်။ ဒီတစ်ခုကတော့ matrix ဘက်ကသာကမ်းလှမ်းခဲ့ရင် morning ဟိုကပြန်လာဖို့တည်ကြပါဗါး Unai Emery Aston Villa လိုအသင်းကို Champions League ပြိုင်ပွဲဝင်ပြိုင်နိုင်အောင်လုပ်ပေးခဲ့ပြီးအုပ်စုအဆင့်မှာပဲပြုတ်မဲ့ထင်ခဲ့ပေမဲ့ quarter final ထိရောက်အောင်ပို့ပေးနိုင်ခဲ့တဲ့နည်းပြပါ quarter final တော့မှာ PSG ကို PSG တို့ Aston Villa ကိုတတောင်တတနိုင်ရတာမဟုတ်ပဲမနေ့ရုံးခံခဲ့ရတဲ့အထိအစွမ်းထက်ခဲ့တဲ့ Villa နီးပြကဒီဆင်းမှာပါလာခဲ့ပြီး Madrid ရဲ့မျက်စိကျခံရတဲ့နီးပြပါ Spain Club ဆိုရင်လည်းတွေ့ကြုံရှိပြီး Sevilla နဲ့ ဗီလာရီယဲရိုကိုကင်တွယ်ခဲ့ဘူးသူပါစီဗီလာနဲ့အတူယူရိုပါလိဖလားကိုတုံးချိန်ရဘူးခဲ့တဲ့သူပါဗီလာရီယဲနဲ့အတူယူရိုပါလိဖလားကိုတချိန်ရဘူးတဲ့နီးပြပါ PSG မှာလည်းစူဖလားတွေရယူခဲ့ဘူးသူပါဒါကြောင့်မက်ဒရစ်ရဲ့နီးပြအသေးဖြစ်လာနိုင်ပါတယ်ဦးနိုင်အမ်ရီဘတ်ကလည်းစပိန်ကိုပိုသဘောကျတဲ့သူဖြစ်လို့အက်စတွန်ဗီလာနဲ့မရလိုက်တဲ့ချန်ပီယံလိဂ်ကိုမက်ဒရစ်နဲ့အတူရယူဖို့ကြိုးစားလာနိုင်ပါတယ်ဒီတော့ဒါကလည်းဖြစ်လာနိုင်ပါတယ်နံပါတ်6ရာအူး ရာဟုကလည်းမက်ဒရစ်နီးပြတဲ့စီးရင်မှာပါဝင်လာခဲ့ပါတယ်။ရာဟုကမက်ဒရစ်ရဲ့ဂန်ဝင်တစ်ယောက်ဖြစ်သလိုလက်ရှိလည်းလူငယ်အသင်းနီးပြဖြစ်တာကြောင့်တချိန်ကဘာစီလိုနာလူငယ်အသင်းကနီးပြဖြစ်တဲ့ကွာဒီယိုလာကိုဘာစီလိုနာတို့ခန့်အပ်ခဲ့သလိုရာဟုကိုလည်းမက်ဒရစ်ကလက်ရှိကစားသမားတွေရဲ့အထောက်အကူတည်ပြီးသားဖြစ်တဲ့လူငယ်နီးပြကိုခန့်အပ်လိုက်နိုင်တယ်လို့လည်းထင်ကြေးပေးနေကြပါတယ်။အားလုံးပဲဘလို့ထင်ကြပါသလဲ။အန်စလော်စီကထုတ်ပယ်ခံခဲ့ရရင်ဘယ်နီးပြကမက်ဒရစ်ရဲ့နီးပြဖြစ်လာနိုင်မလဲ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ ဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analyze ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ